လင်းအောင်အားနေတဲ့ညဘက်လိုအချိန်နေမျိုးမှာပုံမှန်နေ့ဘက်မှာမြင်နေကြမြင်ငွင်းနေတိုင်းပေါ့24 hour full color နဲ့မြင်နိုင်မှုကုဆိုလို့ရှိရင်ကျွန်တော်တို့ CCTV product မျိုးစားအစုံအဝေးနဲ့လည်းထွက်လာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့လက်ရှိဒီ CCTV မျိုးစားမတူတဲ့ကင်မရာ၃လုံးကိုလက်တွေ့စမ်းကြည့်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကိုကြီးတဲ့အားနေချက်အားတာချက်ကလေးတွေကိုကျွန်တော်တို့တလုံးချင်းစီမျိုးစားတစ်ခုချင်းစီကြည့်သွားပါမယ်။ အဲ့ပရပါဆုံးဒီဗီဒီယိုလေးမှာဆိုလို့ရှိရင် သူ့ရဲ့အလင်းအမှောင်အဲတနည်းပြောရင်တော့ WDR BSC HSC ဆိုတဲ့ဟာလေးကတော်တော်လေးကိုကောင်းမွန်တဲ့အနေထားလေးကိုမြင်ရတယ်ဗောနော်အဲတနည်းပြောမယ်ဆိုရင်တော့ဒီဗီဒီယိုကကျွန်တော်ရဲ့အကြိုက်ဆုံး image လေးပါအဲ့တော့ဒီဗီဒီယိုမှာဆိုလို့ရှိရင် အလင်းအောင်အများဆုံးရှိနေတဲ့အခန်းဝလေးဗောနော်အိုင်နာလေးကိုကြည့်မယ်ဆိုလို့ရှိရင် ဒီဗီဒီယိုရဲ့ quality ကိုအကောင်းဆုံးကျွန်တော်တို့သုံးသပ်နိုင်မှာဖြစ်ပါတယ်အဲဒါလေးကတော့နောက်ထပ်ဗီဒီယိုလေးတစ်ခုပေါ့နော်အဲသူမှာကပထမပြတဲ့ဗီဒီယိုနဲ့ဒါရုပ်ထွက် quality တော်တော်လေးကို နီနီဆက်ဆက်တူတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲသူရဲ့အားနည်းချက်ကလေးတစ်ခုကတော့ပထမပြတဲ့ဗီဒီယိုလောက်ဘုနကအခန်းဝင်ပေါ့ရဲ့အလင်းရောင်မှာအ ိတ်ပြီးတော့ပြတ်သားမှုမပေးနိုင်ဘူးပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ HSC ဘိုင်းအနေငယ်အားနည်းတယ်လို့ပြောလို့ရတယ်အဲသူ့ရဲ့အားသာချက်ကကြတော့ကျွန်တော်တို့ဟိုအဝေးဘက်မှာရှိနေတဲ့မှောင်နေတဲ့အစိတ်အပိုင်းမှာပို့ပြီးတော့မြင်ရတယ်ပေါ့နော်အလင်းရောင်ကောင်းတယ်လို့ပြောလို့ရပါတယ်အဲဒါပေမဲ့ဒီပုံလေးမှာကဒါကျွန်တော်ရဲ့အားနေချက်တခုလို့ပြောလိုက်လို့ရပါတယ်ဒီဗီဒီယိုလေးရိုက်တဲ့အချိန်မှာဒီကင်မရာရဲ့ လိုက်တယ်မီးကိုကျွန်တော်မပိတ်မိလိုက်ဘူးပေါ့နော်အဲ့တော့အဲ့မှာတော့အနေငယ်ကွာခြားချက်ကလေးရှိနိုင်တဲ့သဘောတော့ရှိပါတယ်အဲ့တော့အတူဒီယာအနေနဲ့အကြိုက်ဆုံးဗီဒီယိုလို့တော့ပြောလို့ရပါတယ်ပေါ့နော်အဲ့နောက်ဆုံးဒီဗီဒီယိုလေးကတော့အများစုအကြိုက်ကြဆုံးဗီဒီယိုလေးပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်သူ့ရဲ့ကာလာကအရန်လှတယ်ပေါ့နော် ဆိုတယ်လှတယ်လို့ပြောလို့ရတယ်အဲဒါပေမဲ့ကျွန်တော်တို့ဘက်ကအမြင်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီလူဝင်ပေါက်ထွက်ပေါက်ပေါ့နော်ခန်းဝမီးလင်းရောင်များတဲ့နေရာတွေမှာအလင်းရောင်ကအရန်ဘန်းနေတာကိုရှိတယ်တနည်းပြောမယ်ဆိုလို့ရှိရင် HSC ကိုလုံးဝအဆင်မပြေဘူးဆိုတဲ့အနေအထားလေးတစ်ခုပေါ့နော်အဲဂျန်တဲ့အပိုင်းမှာကတော့တော်တော်လေးကိုကြိုက်နိုင်လောက်တဲ့ရုပ်ထွက် quality လေးဖြစ်ပါတယ်အဟိုးအဝေးမြင်ကွင်းနေရာစားလဲတော်တော်လေးကြည့်လို့ကောင်းတယ်ပေါ့နော် အခုကျွန်တော်ရဲ့သုံးသက်ချက်တွေကကျွန်တော်တူရဲရဲ့ကျွန်တော်ရဲ့အမြင်လေးတည်တံ့မှာအဲတယောက်နဲ့တယောက်ကတော့ကိုမြင်တာမတူသလိုကြိုက်ပုံကြိုက်နည်းတွေလည်းမတူနိုင်ဘူးပေါ့နော်အဲတော့ဘယ်တစိမ့်ဘယ်ကင်မရာဘယ် quality ဆိုတာတော့မပြောလို့ပါဘူးတူချင်းစီကိုစိတ်ကြိုက်သုံးပြူနိုင်ပါတယ်အဲအခုနောက်ဆုံးဒီမြင်ငွင်းလေးဒီဗီဒီယိုလေးကတော့ ကျွန်တော်ရဲ့အကြိုက်ဆုံးဗီဒီယိုမြင်ကွင်းလေးပါပဲ။